အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ကာတွန်းပုံမြင် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်တင်ဆက်ပေးဖို့ရွေးချယ်ထားတဲ့ပုံမြင်လေးကတော့သမင်းဟင်းချက်လီမတူတဲ့ရခမအိမ်ဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ်ကျမကတော့အစစ်စင်တင်ဆက်သူအန်နာပါမွန်စီလာထပ်ပြီးသွားတဲ့နောက်မှာတော့ရခမအိမ်မှာအဆင်ပြေပြေနေနိုင်ဖို့အတွက်အဖက်ဖက်ကနေဒီမှာစူးစမ်းနေခဲ့ပါတယ်ဒါပေမဲ့တချို့အရာတွေကတော့ဒီမှာအကျင့်နဲ့စမ်းကျင်ဘက်တွေဖြစ်နေခဲ့တဲ့အတွက်ဒီမှာကိုယ်တိုင်လည်းဒုက္ခရောက်နေခဲ့ရပါဘော ရခမအိမ်မှာထမင်းဟင်းစားတောက်ကြတဲ့ပုံကသူမမိဘအိမ်မှာနေထိုင်ခဲ့စဉ်ကာလတုန်းကစားတောက်ကြတဲ့ပုံစံမျိုးနဲ့တစက်ကလေးမှမတူပါဘူး။ချွေးမလေးရဲ့နင်းပဲဟင်းနဲ့ထမင်းချက်ပြီးသွားပြီမဟုတ်လား။အခုကျက်တုံအဖြူအနေချင်းတွေဘာတွေထည့်ပြီးတော့ဘာတွေထပ်ပြီးတော့ချက်နေရတာလဲချွေးမလေးရဲ့။အမေအမေတို့ကထမင်းအဖြူစားကြတယ်နော်အိမ်မှာ။ကျမကတော့ထမင်းအဖြူကိုဒီအတိုင်းမစားတတ်လို့ပါ။ကျမထမင်းအဖြူချက်ပြီးပြီဆိုရင်တော့ထမင်းကိုတတိကျကျပြန်ပေါင်းတယ်လေ။သမင်းကိုတေးချပြန်ပောင်းပြီးတော့မှစားနေကြမလို့ ထမင်းအဖြူအရသာမရှိတာကြီးကိုတော့ကျမလည်းမစားတတ်ဘူး။အရသာရှိတဲ့ထမင်းဖြစ်အောင်ပြန်လဲချက်ပြုတ်ပြင်ဆင်ပြီးရောမှပဲကျမစားရမယ်။ထိုးစားလိုက်တာထွင်းမလေးရဲ့လင်းတော့စားတော့တဲ့ပုံစံနဲ့ငါတို့အိမ်ကစားတော့တဲ့ပုံစံတော်တော်လေး क्वे ပြတာပဲ။ငါတို့အိမ်မှာအခုလိုမျိုးတခါမှမချက်ဘူး။ပြီးတော့ဘယ်သူမှလည်းအဲ့လိုမျိုးမစားကြဘူးလေ။ထမင်းအဖြူကိုပဲဟင်းနဲ့စားကြတာ။နေရထမင်းအဖြူကိုထက်ပြီးရောချက်ပြုတ်နေသေးတယ်။ထမင်းအဖြူကိုဟင်းတစ်မျိုးနဲ့တွဲစားလို့ရတယ်။ပဲဟင်းနဲ့ထမင်းချက်ထားတယ်ဆိုလို့ရှင်လဲရောပြီးစားလို့ရတာပဲ။ တခြားဟင်းတစ်မျိုးမျိုးရှိနေတယ်ဆိုလို့ရှိရင်တော့အကောင်းဆုံးပဲပေါ့အဲ့ဒါလဲစားလို့ရတယ်နေအခုပြောနေတဲ့ပုံစံမျိုးနဲ့ချက်နေတဲ့ပုံစံမျိုးကိုတော့ငါလည်းအခုမှပထမအိုးဆောင်မြင်တွေ့ဘူးတာရေငါတခါမှလည်းမချက်ဘူးတလို့မျိုးစားလည်းမစားဘူးအမေစားကြည့်ပါအမေရဲ့ကျမချက်ပြီးသွားတဲ့အခါကျရင်တော့အားလုံးစားကြည့်ကြတကယ်အရန်ကိုစားကောင်းပြီးတော့အရသာရှိတယ်ကျမတို့ကထမင်းကိုစီတက်လိုက်တဲ့ပုံစံမျိုးပါပဲဟင်းတွေကိုစီတက်တယ်လို့မျိုးပဲလေ မစားတော့ဘူးချွေးမလေးရဲ့ကြော်ပြီးငါအရာတွေစားလည်းမစားတတ်ဘူးငါတို့ပုံမှန်စားတောင်းနေကြပုံစံအတိုင်းထမင်းနဲ့ပဲဟင်ပဲငါ့ကိုထည့်ပေးလိုက်ပါဟုတ်ကဲ့ဟုတ်ကဲ့ကောင်းပါပြီအမေဒါနဲ့ဆိုနေရနေရစားခြင်းလားငါလုံးနေတဲ့ထမင်းပုံစံမျိုးတော်ပါပြီရောင်မရဲ့ကျမလေးနဲ့ထီအဲ့လိုမျိုးတစ်ခါမှမစားဘူးလေမစားဘူးတော့မစားခြင်းတော့ဘူးအဲ့ဒါကြောင့်ပုံမှန်အတိုင်းလေးပဲစားမယ်နော်ကျောင်းမကိုယ်တိုင်စားတော့ဖို့အတွက်ကိုပဲလှုပ်လိုက်ပါကျမတို့မိသားစုဝင်တွေအကုန်လုံးကတော့ပုံမှန်ပဲစားကြမယ် မွန်စီတယောက်တည်းပဲထမင်းကိုပုံစံထွင်ပြီးတော့စားတောက်နေခဲ့ပါတယ်။ကျန်တဲ့သူတွေအကုန်လုံးကထမင်းအဖြူနဲ့ပဲဟင်တခြားဟင်တစ်မျိုးကိုသာစားတောက်ကြပါတယ်။အလုံးကသူမစားတဲ့ပုံစံအတိုင်းကိုလည်းမစားတောက်တတ်ကြပါဘူး။ပဲအချိန်မစိုးမွန်စီကတော့သူမအိမ်မှာစားတောက်ခဲ့တဲ့ပုံစံအတိုင်းပဲထမင်းဟင်တွေကိုချက်ပါတယ်။သူမထမင်းအဖြူဆိုတာကိုတော့ဘယ်တော့မှမစားတတ်ပါဘူး။ထမင်းကိုတစ်ခုမဟုတ်တစ်ခုနဲ့အမြဲတမ်းရောပြီးပေါင်းပြီးချက်တတ်ပါတယ်။ဒီလိုနဲ့တရမတော်မွန်စီရဲ့ရောက်မှဖြစ်တော့ကချွေးမလေးကိုပြောလိုက်ပါတယ်။ ကဲချွေးမလေးရေရေခဲတက်တာတွေမှာဒိန်ချင်းတွေထားထားတယ်။နည်းနည်းကြာသွားပြီဆိုတော့ဒိန်ချင်းကတော်တော်လေးကိုချင်နေပြီ။နင်အဲ့ဒါထမင်းနဲ့ထည့်ပြီးတော့ချက်လိုက်ပါလား။ဒီနေ့ငါသားလေးအလောက်ကလည်းပိတ်ထားတယ်။ဆိုနီယာကလည်းចောင်းပိတ်တယ်။ចောင်းမတော်ဘူးဆိုတော့တို့အားလုံးလည်းအတူတူထိုင်စားကြလိမ့်မယ်။ကဲကဲကဲဒီနေ့ဘယ်သူတွေပါရီချက်ကြမှာလဲ။အိမ်မှာထမင်းကောင်းကောင်းချက်စားဖို့အတွက်အတိုင်းမြင်နေကြတာလား။ငါရဲ့ချွေးမလေးချက်မယ်ဆိုလို့ရှင်တော့ငါလည်းစားခြင်းနေ။อืมဟုတ်တယ်။ ိမ်မာဒင်းချင်းတွေလည်းရှိနေအောင်ဆိုတော့ချွေးမလေးကိုတခုခုကောင်းတာလေးချက်ခိုင်းနေရလေပုံမှန်အတိုင်းပဲကျမတို့အားလုံးစားတောက်နေရတာညီငွေနေပြီးသူတခုခုချက်ကျွေးလိုက်မယ်ကျမရောင်မကလည်းဒီနေ့အင်ကိုလာလိမ့်မယ်ဆိုပြီးတော့ပြောနေသေးတယ်သူလည်းချွေးမအသက်လေးချက်ပြုတ်တဲ့အစားတောက်တွေကိုမစားကြည့်ရသေးဘူးဆိုတော့သူစားတောက်ကြည့်ချင်တယ်အေးကောင်းတယ်ကောင်းတယ်ကောင်းတယ်ဒီနေ့ငိုင်းညီမလေးအင်ကိုလာလိမ့်မှာပေါ့သူကလည်းထမင်းဟင်စားတောက်ရတာအရန်သဘောကျတယ်လေသူကအစားတောက်ကြီးများတာလည်းမဟုတ်ဘူးသူတို့ကလည်းကောင်းကောင်းလေးချက်ပေးလိုက်ပေါ့ မန်စီကိုရိုင်းကလည်းဒီနေ့ထမင်းကောင်းကောင်းချက်ပြီးအားလုံးကိုကျွေးကျင်ခဲ့ပါရီဒီမကိုရိုင်းလည်းမိသားစုဝင်တွေအားလုံးကိုကျွေးပြီးနောက်မှာတော့စားတောက်ရတာကိုသဘောကျပါရီဒီမအိမ်မှာချက်ပြုတ်နေတဲ့ပုံစံအတိုင်းပဲဒီနေ့မှာစဝင်လည်းရခမအိမ်မှာထမင်းဟင်းတွေကိုချက်ပြုတ်ပေးခဲ့ပြန်ပါရီဒီမဘဲရီကိုကြိတ်ပြီးထမင်းနဲ့ရောထည့်လိုက်တဲ့အချိန်မှာအိမ်တစ်ခုလုံးအနံ့မွှေးကြိုင်သွားခဲ့ပါရီအိမ်မှာပဲထမင်းချက်နေရပဲဖြစ်ရမယ်ကျမအိမ်ကိုရောက်လာတဲ့အချိန်ကကွက်တီပဲကျမပဲထမင်းအရန်ကြိုက်တယ်ကဲလာပါလာပါလာပါမှန်တယ်မှန်တယ်ပြောတာမှန်တယ် ချွေမလေးကကျမတို့အားလုံးစားဖို့အတွက်ဆိုပြီးတော့ဘဲထမင်းကိုရိုင်းချက်ပေးနေရလေဒီနေ့တော့ကျမတို့ချွေမလေးကိုရိုင်းချက်ထားတဲ့ဘဲထမင်းလေးအရသာရှိရှိစားတော့ကြည့်လိုက်ပါဦးသူရဲ့ဟင်းချက်လိုက်ရကတကယ်အရင်အကောင်းနေမိသားစုတွေအကုန်လုံးကလည်းစားတော့ဖို့အတွက်စောင့်ဆိုင်နေခဲ့ကြပါရဲ့အချိန်ခဏကြာမြင့်သွားခဲ့တဲ့အခါမှာမန်စီကလည်းအားလုံးစားတော့ဖို့အတွက်ဘဲထမင်းတွေကိုထုတ်လာခဲ့ပါပြီအတော်ကြီးကျမကဒီနေ့ဘဲထမင်းချက်ထားတဲ့ဘဲထမင်းကတော့အစင်သက်ပါပဲရှင် အေးအေးအေးကောင်းတယ်ကောင်းတယ်ဒါကတော့တကယ်အတော်လေးကိုအရသာရှိမှာပဲထဲ့ပြီးတော့လေထွေးမလေးရဲစားတော့မယ်ထွေးမလေးနင်းဒါဘာတွေကိုလောက်ခဲ့ရလဲငါနားမလဲဘူးအမေဒါပဲထမင်းလေးအမေရဲ့ထွေးမလေးကပဲထမင်းတွေကိုရောပြီးတော့ယူလာခဲ့ရတယ်တူပါတယ်ဟုတ်တယ်လေအတော်ရဲ့ကျွန်မပဲနဲ့ထမင်းအားလုံးပေါင်းပြီးတော့ချလိုက်တာအင်းသူကတော့တကယ်ပါပဲသူချက်ပြောက်တက်တဲ့ပုံစံအတိုင်းတွေကြီးပဲလုပ်နေတယ်ဒီနေရာမှာတော့ငါတို့ပုံစံအတိုင်းမချက်ပဲနဲ့သူ့ပုံစံအတိုင်းချက်လာခဲ့ပြန်ပြီ ဒီဘက်ထမင်းလေးကိုတော့တတ်တတ်စီချလိုက်မှာပေါ့ချွေးမလေးရဲ့ဘာဖြစ်လို့ရောပြီးတော့ချက်ထားရတာလဲအခုဆိုရင်တော့ပဲရဲ့အရသာကိုလည်းငါတို့တေးချစားလို့မရတော့တယ်လို့မျိုးထမင်းရဲ့အရသာကိုလည်းငါတို့အရသာခံပြီးစားလို့မရတော့ဘူးအော်မိမလည်းကွာနည်းနည်းလေးစိတ်လျှော့စမ်းမအောင်ချွေးမလေးကဒီလောက်ကြာမှတတိချာချာအချိန်အကြာဒီအကောင်ခံပြီးချက်ပြုတ်ပေးထားတာမဟုတ်ဘူးလားအရင်ဆုံးငါတို့စားကြည့်လိုက်မယ်လေအေးဟုတ်တယ်ဟုတ်တယ်ဘလို့မစောချွေးမလေးကတေးချချက်ပေးထားတာဆိုတော့ကျမတို့စားကြည့်လိုက်ကြမယ်လေ ဒီနောက်အားလုံးကလည်းထမင်းကိုကုံသွောအောင်စားတောက်ခဲ့ကြပြီးနောက်မှာတော့ပြောလိုက်ပါရယ်။အရသာရှိလိုက်တာစားလို့ကောင်းတယ်။လှုပ်ထားတဲ့ထမင်းကတကယ်တော်တော်လေးစားကောင်းပြီးအရသာရှိရပဲ။ပဲနဲ့ထမင်းရောစက်ထားတာကအဲ့လောက်အရသာရှိမှမှငါဘယ်တော့ကောင်းမှမသိခဲ့ဘူး။အိမ်ရောက်သွားတဲ့အခါကျရင်တော့ငါ့ရဲ့ချွေးမလေးကိုပြောရမယ်။လေးစီကနေပြီးတော့ဒီဟင်းချံနီလန်းတွေကိုတင်ယူချပါဆိုပြီးတကယ်စားကောင်းတယ်ချွေးမလေးရေနေချက်ထားတဲ့ပဲထမင်းတကယ်အရသာရှိပြီးစားလို့အရန်ကောင်းတာပဲ မိမရင်ငေါ့ထပ်ပြီးတော့ပဲထမင်ထဲပေးစက်မအောင်ကွာစားလို့ကောင်းလိုက်တော့ဟုတ်တယ်ရောင်မရဟုတ်တယ်ဟုတ်တယ်ရောင်မလောက်ထားရဲပဲထမင်တကယ်အရန်စားကောင်းပြီးအရသာရှိတယ်ကျမကလည်းနောက်ထပ်နည်းနည်းထည့်ပြီးတော့ထည့်ပေးပါအောင်နော်ကျမရက်ကိုမရနိုင်တော့ဘူးထပ်ပြီးတော့စားပဲစားကြနေတယ်နောက်တစ်ပတ်ကျရင်တော့ကျမမွေးနေရှိတယ်ကျမမွေးနေကျရင်တငယ်ချင်းတွေအားလုံးကလည်းအင်ကိုလာလေကြမယ်အဲ့ဒီခါကြလို့ရှင်တော့ကျမတငယ်ချင်းတွေအကုန်လုံးတို့ဒါလေးချက်ကျွေးခြင်းနဲ့ရောင်မကျမကိုဒါလေးချက်ပေးပါနော် အတော်အတော်ကလည်းအတော်ရဲ့မိသားစုဝင်တွေအပေါလုံးကိုခေါ်ခဲ့ဦးလေးကိုရောအကိုကိုရောရောင်မကိုရောအင်းကိုခေါ်လာခဲ့လိုက်လေအေးပါအေးပါငါတူမလေးကငါ့ကိုဖိနေတာဆိုတော့ငါလည်းမိသားစုဝင်တွေအားလုံးကိုခေါ်ပြီးတော့လာခဲ့မယ်ငါရဲ့တူမလေးကိုရိုင်းချက်ပြုတ်ပေးထားတဲ့ထမင်းဟင်းကိုစားကြည့်ရမှာပေါ့ဟုတ်ကဲ့ဟုတ်ကဲ့ကောင်းပါပြီရှင်ကျမအားလုံးအတွက်အရသာအရှိဆုံးပဲထမင်းကိုချက်ပေးပါမယ်နော်အရင်ကစပြီးတူမနေ့စဉ်နေ့တိုင်းအကောင်းမွန်ဆုံးထမင်းဟင်းတွေကိုချက်ပြုတ်ပေးခဲ့ပါတယ် နောက်ဆုံးမှာမွန်ကြီးကတော့သူ့မစားတောက်တဲ့ပုံစံအတိုင်းမိသားစုဝင်တွေအားလုံးကိုလည်းထမင်းကျွေးနိုင်သွားခဲ့ပါတယ်ဇွန်လကတော့သူမရဲ့မွေးနေ့ပါတီပွဲနေကြရင်တငယ်ချင်းတွေအားလုံးကိုအိမ်မှာခေါ်ပြီးထမင်းကျွေးဖို့အကြွပြင်းစင်နေခဲ့ပါတယ်။ဒီအချိန်မှာဇွန်လရှိကိုသူရဲ့အခင်ဆုံးတငယ်ချင်းပါရိုကဖုန်းခေါ်လာခဲ့ပါတယ်။ဟေးတငယ်ချင်းပြောလေဘာကိစ္စရှိလို့လဲ။ဟဲ့ဇွန်လနေငေါ့ပြောဘူးတဲ့တခေါက်နေရောင်မကထမင်းဟင်းချက်ပြုတ်တာအရန်တော်ရဲဆို ပဲထမင်းရဲ့ချက်တော်လေးအရန်ကိုကောင်းတယ်ဆိုပြီးတော့နင်းတစ်ခေါက်တုံးကောင်းငါတို့ကိုပြောပြဘူးတယ်လေ။အေးဟုတ်တယ်။ငါရောင်မကထမင်းဟင်းချက်တာအရန်တော်တာအထူးသဖြင့်ပဲထမင်းချက်တာအရန်အစားကောင်းတယ်။ပြီးတော့ငါ့မွေးနေ့ပွဲနေကြလို့ရှင်လိုက်နေတို့အားလုံးကိုဖိတ်အောင်မလို့ပဲသူကငါ့မွေးနေ့ပွဲမှာလဲဒါရီအားလုံးကိုလှုပ်ပေးလိုက်မယ်။ဒါနဲ့ဘာဖြစ်တာလဲတငယ်ချင်းနင်ဘာဖြစ်လို့ငါ့ကိုဒီကိစ္စတွေမင်းနေရတာလဲ။ဩတကယ်တော့ဒီနေ့အိမ်မှာပွဲတစ်ခုရှိလို့ပါငါ့ကိုလာကြည့်ကြပါလေ။ငါရောက်မှာကငါ့ကိုတီးတန့်ဒီနေ့လာတွေ့မယ်ပြီးတော့ ငါရီစာကလည်းငါ့ကိုပြောတယ်သူ့အမေအိမ်ကိုလာခံလေးကြားလို့ရှင်တော့အိမ်မှာပဲထမင်းချက်ကျွေးလိုက်ပါရဲ့ငါတော်ရမယ့်ရခမကလည်းပဲထမင်းအရန်ကြိုက်တော့ငါတော့အဲ့ဒါတွေမချက်တတ်ဘူးရုတ်တရက်နေ့ရောက်မှအကြောင်းကိုသတိရသွားတာနဲ့ငါလည်းနေကိုဖုန်းဆက်ပြီးရောမင်းနေရပေါ့အဲ့ဒါကြောင့်နေ့ရောက်မှခဏလောက်အိမ်ကိုလာပြီးငါ့ကိုထမင်းဟင်းချက်ပြုတ်ပြင်ဆင်ပေးလို့ရမလားယတကယ်လို့သူစိတ်မစိုးဘူးဆိုရင်ပေါ့နည်းနည်းလေးအကူအညီပေးလို့ရရင်တော့အကူအညီပေးပါအောင်အေးပါအေးပါဟုတ်ပြီဒါဆိုရင်တော့ငါရောင်မအောင်တစ်ချက်လောက်အမေးကြည့်လိုက်အောင်မယ် ရောင်မရေကျမရဲ့တငယ်ချင်းကတော့ရောင်မကိုအရန်အရေးတကြီးလိုအပ်နေရသေးလား။ကျမနဲ့အတူတူသူ့ရဲ့အိမ်ကိုလိုက်ခဲ့ပေးလို့ရမလား။ဆိုနီယာကလည်းသူ့ရောင်မမှန်စီကိုကိစ္စတွေအားလုံးအမှန်အတိုင်းပြောပြခဲ့ပါရယ်။အေးရတာပေါ့ရောင်မလေးငါနေနဲ့အတူတူလိုက်ခဲ့ပေးလို့ရတယ်လေသွားကြမယ်။အမေကျမတို့ခဏပြင်သွားလိုက်အောင်မယ်ခဏနေကြလို့ရှင်တော့ပြန်လာခဲ့မယ်နော်။အေးပါအေးပါချွေးမလေးရဲ့သွားသွားနှစ်ယောက်လုံးသတိထားပြီးတော့သွားကြအောင်နှစ်ယောက်လုံးကလည်းပါရီရဲ့အိမ်ကိုရောက်ရှိသွားခဲ့ပါရဲ့ မန်စီကတော့ပါရိုကိုပဲထမင်းဘလို့တေချာချက်ပြုတ်ရမလဲဆိုရဲနီလန်းတွေကိုလည်းတတိချာချာတင်ပေးခဲ့ပါရီအရအပြင်အဲဒယ်ရီအတွက်အကောင်းမွန်ဆုံးပဲထမင်းကိုလည်းတမချက်ပြုတ်ပြင်ဆင်လာခဲ့ပေးလိုက်ပါရီပါရိုရဲ့အိမ်ကအဲဒယ်ရီရောက်မလာခင်မှာသူတို့နှစ်ယောက်လုံးအိမ်ကိုပြန်လာခဲ့ကြပါရီနောက်နေ့မှာတော့ဆိုနီယာရဲ့မွေးနေ့ပွဲဖြစ်ပြီးမန်စီကအားလုံးစားတောက်ဖို့အတွက်ပဲထမင်းတွေကိုတေချာချက်ပြုတ်ပေးထားခဲ့ရပေါ့ကျေးဇူးအများကြီးတင်ပါတယ်ရောက်မရေးရောက်မရှိလို့ပေါ့ မနေ့ကတော့ကအကြောင်းလေးအဆင်ပြေသွားတယ်။တောင်းမှတာမရှိဘူးဆိုရင်တော့ကျမရောက်ခမကျမအကြောင်းဘာတွေတွေးနေမလဲစဉ်းစားလို့ကိုမရတော့ဘူး။ငါတို့ဆိုနေရကအရန်ကိုချေရတဲ့ရောင်မလေးဆိုသလိုမျိုးနင်းကလည်းသူ့ရဲ့တငယ်ချင်းဆိုတော့ငါ့ရဲ့ရောင်မလေးပဲပေါ့။ဒီနောက်အားလုံးပျော်ရွှင်စွာနဲ့ဆိုနေရရဲ့မွေးနေ့ပွဲမှာကိတ်မုတ်လီးခဲ့ကြပါရဲ့။အရင်တုန်းကနေထမင်းနဲ့ဟင်ရောချတဲ့အခါတိုင်းငါတို့လုံးဝမကြိုက်ဘူး။ဘာဖြစ်လို့နင်းကိုရိုင်းဒါရီကိုစားနေလဲဆိုပြီးတော့ထူးဆန်းနေခဲ့ကြတာ။အခုငါတို့ကိုရိုင်းကလည်း နေစားတော့တဲ့ပုံစံအတိုင်းကိုပဲကြိုက်နှက်တတ်နေကြပြီကြည်စမ်းအချိန်အနည်းငယ်အတွင်းဘလောက်တောင်မှပြောင်းလဲသွားလိုက်တယ်နော်ကျေးဇူးများကြီးတင်ပါတယ်ရောက်မရေကျမရဲ့မွေးနေ့ပွဲကိုဒီလောက်ထိအထူးစပက်ရှယ်ဖြစ်သွားအောင်လုပ်ပေးခဲ့တဲ့အတွက်ဒီနေ့မှတော့အားလုံးကမန်စီချက်ပြုတ်ထားတဲ့ထမင်းဟင်းတွေကိုအရန်သဘောကျနေခဲ့ကြပါတယ်အထူးသဖြင့်ဒီမှာချက်ပြုတ်ပေးတဲ့ပဲထမင်းကိုပေါ့ပဲထမင်းကတော့မန်စီအကြိုက်ဆုံးကနေအားလုံးအကြိုက်ဆုံးအဖြစ်ပြောင်းလဲသွားခဲ့ပါတော့တယ်နောက်ထပ်တင်ဆက်ပေးသွားမယ့်ပုံမြင်လေးကတော့ ရိုးသားကြိုးစားရတဲ့သူဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ်ဒီတစ်ခါရှင်ဘာတွေများစိုက်ပျိုးဖို့စဉ်းစားထားသေးလဲဒီတစ်ခါပဲစိုက်ရင်ကောင်းမလားဆိုပြီးတော့စဉ်းစားထားတယ်လွန်ခဲ့တဲ့နှစ်နှစ်တောင်ကကျမတို့ပဲစိုက်တာအရှုံးပေါ်တယ်လေအေးငါမှတ်မိပါတယ်ပဲတွေအလုံးပိုးထီကုန်တဲ့အတွက်အများကြီးပျက်စီးသွားခဲ့လေဒီတစ်ခါတော့ငါတတိချာချာဂရုစိုက်ပြီးတော့လုံမယ်တော့ခရီးပေးရဟုတ်ပြီလားအင်းဟုတ်ပြီဟုတ်ပြီဒါပေမဲ့ပဲရီအများကြီးစိုက်ပြီးတော့ဘာလုပ်မှာလဲရှင် မင်းကလေကွာငါဘဲထမင်းတွေအများကြီးချက်စားမှလေပြီးရင်တော့ငါတို့ဘိုင်းမောက်ပြီးတော့အိတ်နေလို့ရပြီမဟုတ်ဘူးလားတင်းရဲ့စကားကိုကြားခဲ့ရတဲ့အခါမှာသူ့မိမကလည်းပျော်ရွှင်စွာနဲ့ရှိမောလိုက်ပါတယ်ဆောင်းရသည်ကလည်းရောက်ရှိလာတော့မှဖြစ်ပါတယ်ဒါကြောင့်ဒီတစ်ခါသူ့ရဲ့စိုက်ခင်တဲမှာဘဲစိုက်ပြိုးမယ်ဆိုပြီးတော့စဉ်းစားထားခဲ့ပါတယ်သူကလည်းသူ့ရဲ့လက်ရောင်မြေတစ်ခုလုံးကိုတတိတစားတူးဆွပြီးဘဲရီကိုစတင်စိုက်ပြိုးဖို့အတွက်တေးချပြင်ဆင်နေခဲ့ပါတယ်ရဲ့နေငယ်ကြမြင်သွားခဲ့တဲ့အခါမှာသူ့ဘဲရီကိုစိုက်ပြိုးပြီး ။နောက်ထပ်အချိန်ခဏဆောင်ခဲ့တဲ့အခါမှာတော့ပဲရီလည်းတီးလာခဲ့ပါပြီ။ပဲရီတွေတဖြည်းဖြည်းကြီးထွားလာတာကိုမြင်တွေ့ခဲ့ရတဲ့အခါမှာရမ်ကိုရိုင်းတတော်တော်လေးပျော်ရွှင်ဝမ်းသာမဆုံးဖြစ်နေခဲ့ပါရဲ့။ဒီတစ်ခါသူ့ရဲ့ပဲပင်တွေကတတော်တော်လေးအထွက်ကျိုးနေခဲ့ပါရဲ့။ကဲမိမရေဘယ်လိုရောက်နေရလဲနန်သနီရဲ့အပြင်ကိုထွက်လာပါအောင်နန်သနီ။ဒီမှာငါမင်းကိုအရေးတကြီးပြောစီရကိစ္စတစ်ခုရှိတယ်။နေပါအောင်ရှင်ဘလို့ဖြစ်နေရလဲကျမအလုပ်တွေအများကြီးလုပ်ရအောင်မယ်အလုပ်တွေအားလုံးပြီးအောင်အရင်လုပ်ပြီးတော့မှပဲပြရစီရရှိရပြတော့ မင်းရလေကွာအလုပ်တွေပါခဏလေးထားလိုက်စမ်းမအလုပ်ဆိုတာကတော့မင်းအမြင်နဲ့လုပ်နေရမယ့်ကိစ္စတွေပဲအခုလောလောဆယ်မင်းငါနဲ့အရင်ဆုံးလိုက်ခဲ့မင်းအရင်ကဝမ်းတာပြောရွှင်သွားလိမ့်မယ်ဒီနောက်မှာတော့ရာမကလည်းတိရမိန်မနန္ဒနီရဲ့လက်ကိုဆွဲကင်ပြီးနောက်မှာတော့ချက်ချင်းသူတို့ရဲ့လေယာဆိုင်ပြုံးမြေရှိတဲ့နေရာကိုခေါ်ဆောင်လာခဲ့လိုက်ပါတယ်သူရဲ့စိန်လာဆော့ပြင်းနေတဲ့ပဲဆိုင်ခင်တစ်ခုလုံးကိုမြင်တွေ့ကြရတဲ့အခါမှာအနန္တနီကိုရိုင်းလည်းတော်တော်လေးဝမ်းသာပျော်ရွှင်သွားခဲ့ပါသေး သူတို့ရဲ့လေယာဉ်မြေတစ်ခုလုံးကတော့စိန်လန်းစော်ပြေနေတဲ့ပဲပင်တွေနဲ့ပြင်းထန်နေပါတယ်။ကဲမိမောင်ရေကြည့်ပါဦးဖျားသခင်ရဲ့ကျေးဇူးတော်ကြောင့်ငါတို့ဒီတစ်ခေါက်အတော်လေးအဆင်ပြေသွားခဲ့ပြီ။ပဲဆိုင်ခင်တစ်ခုလုံးစိန်လန်းစော်ပြေနေရပဲပဲနဲ့အထွက်တိုးလိုက်မယ်။ငါတို့ပတ်စံလည်းအများကြီးရလိုက်မယ်။ငါတော့စဉ်းစားပြီးသွားပြီမိမောင်ရေ။ငါပတ်စံရလာတဲ့အခါကြာလို့ရှင်တော့အရင်ဆုံးအိမ်ခေါမိုးကိုပြင်ရမယ်။အိမ်ကတော်တော်လေးကိုရှိုင်းနေနေပြီမဟုတ်လား။ မိုးရသည်ရောက်လာတဲ့အခါကျရင်တော့အဆင်မပြေတော့ဘူးလေအိမ်ခေါမိုးကဟုတ်တယ်မလားဒါနဲ့မင်းတခြားသုံးဆွဲစရာကိစ္စတခုခုရှိသေးရဲ့ဆိုလို့ရှင်လည်းပြောပါအောင်ဘယ်နေရာတွေမှာသုံးဆွဲဖို့လိုအပ်သေးလဲရှိတယ်ရှိတယ်နောက်ထပ်သုံးဆွဲစရာကိစ္စတခုရှိသေးတယ်ရှင်ကျွန်မအတော်စာရီလက်လာလေးတစ်ထည့်ဝယ်ပေးရမယ်နော်အေးပါကွာအေးပါဒီတစ်ခေါက်စာရီတစ်ထည့်မဟုတ်ဘူးကွာမင်းနှစ်ထည့်ယူလိုက်နှစ်ထည့်သာဝယ်လိုက်နော် အခုဝမ်းသာပြောရွှင်သွားပြီလားဒါပေါ့ကျွန်မအရန်ကိုပြောတယ် ပဲဆိုင်ခင်တစ်ခုလုံးကိုကြည့်ပြီးနောက်မှာတော့လင်မယားနှစ်ယောက်လုံးကလည်းအရန်ကိုဝမ်းတောက်ပြောရွှင်စွာနဲ့ပဲအောင်ပွဲခံနေခဲ့ကြပါရဲ့တစ်ဖက်မှာတရွာလုံးကလူတွေကလည်းရာမြေဆိုင်ခင်ဒီတစ်ခေါက်တော်တော်လေးအထွက်တိုးတယ်ဆိုတော့ကိုသိရှိသွားခဲ့ကြပါပြီဒီရက်မှာတော့ရာမြေအိမ်ရှေ့တဲမှာကားတစီလာရက်ခဲ့ပါရဲ့ကားဘောကဆင်းလာခဲ့တဲ့သူကတော့သူတို့ရဲ့တမျိုးနယ်လုံးကိုအုပ်ချုပ်နေတဲ့အုပ်ချုပ်ရေးမှူးကြီးဖြစ်ပါရဲ့ဟာဦးလေးဝင်လာခဲ့ပါမင်္ဂလာပါဗျာနေကောင်းကြပါရဲ့လား အေးပါနေကောင်းကြပါပါရဲ့မင်းတို့အားလုံးရောဘလို့လဲဟုတ်ကဲ့ဖရာသခင်ရဲ့ကျေးဇူးတော်နဲ့ကျွန်တော်တို့အတော်လေးကိုအဆင်ပြေနေပါတယ်။음ကြားတယ်ကြားတယ်မင်းအကြောင်းလေးအများကြီးငါကြားထားတယ်။ဒီတစ်ခါမင်းရဲ့ပဲဆိုင်ခင်တော်တော်လေးအဆင်ပြေနေတယ်ဆိုပြီးတော့လေအားလုံးကပြောနေကြတယ်။ရွာထဲမှာလည်းဒီအကြောင်းကိုပဲအားလုံးကပြောနေကြတာလေ။ဟုတ်ပါတယ်ဟုတ်ပါတယ်အားလုံးကဖရာသခင်ရဲ့ကျေးဇူးတော်အတိုင်းပါပဲ။ဖရာသခင်ကကျွန်တော်တို့ကိုအခုလိုမျိုးပေးခဲ့လို့လေရရှိခဲ့ရပေါ့။အေးဟုတ်ပြီ။ ဒါဆိုရင်တော့မင်းရဲ့ဘဲတွေကိုဘယ်သူစီမရောင်းဖို့အတွက်စဉ်းစားဆုံးဖြတ်ထားလဲပြောပါဦး။အခုအချိန်ထိတော့ကျွန်တော်လည်းဘဲတွေကိုမရိတ်သိမ်းရသေးဘူးဆိုတော့ဘာမှသေချာမစဉ်းစားရသေးဘူး။ကျွန်တော်ရိတ်သိမ်းပြီးတော့တဲ့အခါကြလို့ရှင်တော့ဈေးကောင်းပေးရတဲ့သူကိုရောင်းရမှာပဲပေါ့။အော်မင်းရလဲကွာငါတို့ကဒဇိန်တွေလည်းမဟုတ်ဘူး။ဒီလောက်တောင်မှရင်းနေနေကြတာပဲလေ။မင်းဘဲတွေကိုရိတ်သိမ်းပြီးတော့တဲ့အခါကြလို့ရှင်တော့ငါအိုးပဲပေးလိုက်တော့။မင်းစီကဘဲ1ကီလိုကို95ချက်ပေးမယ်။ အော်ဦးလေးရေအခုဆိုလို့ရှင်တော့မြို့မှာတက်ကီလိုကို25ကျပ်30လောက်ဈေးပေါင်းနေရလို့ကျွန်တော်ကြားတယ်။ကဲရောင်းမြေမင်းဆိုင်ပြောထားတာကဂျုံမဟုတ်ဘူးပဲနော်။ပဲဆိုတာက2ရက်လောက်ဆိုရင်တော့အားလုံး၆ပြီးတော့ပြက်စီးကုန်လိမ့်မယ်။အချိန်အကြာကြီးတင်းထားလို့ရတဲ့ကိစ္စလည်းမဟုတ်ဘူး။ငါ့စီမှာတိုးလောင်ရုံတွေကောင်းကောင်းရှိတဲ့အတွက်မင်းစီကပဲတွေအားလုံးကိုလာယူလိုက်မယ်။ကောင်းပါပြီ။ဒါဆိုရင်တော့ကျွန်တော်စဉ်းစားပြီးညနေလောက်ပြန်ပြောပေးမယ်နော်။ ဒီလိုနဲ့အုပ်ချုပ်ရေးမှူးကြီးကလည်းရောင်ကိုအခုလိုပြောဆိုပြီးနောက်မှာတော့ထွက်ခွာသွားခဲ့ပါတယ်။ရောင်ကလည်းတော်တော်လေးစဉ်းစားရခန့်နေခဲ့ပါတယ်။ဒီလိုနဲ့အားလုံးပြန်သွားတဲ့အခါမှာတော့နန္ဒနီငါဘယ်လိုလုပ်ရမလဲဆိုတာတကယ်လုံးဝနားမလဲတော့ဘယ်လိုလုပ်ရင်ကောင်းမလဲ။သူကတော့လေအာနာရီပါဝါရီကိုတုံးပြီးကျမတို့စင်ရဲသားတွေအပေါ်အမြဲတမ်းခေါင်းပုံဖြတ်နေရပဲ။အခုလေသူတတ်တတ်ခုတ်သွေးဆုပ်တာမဟုတ်ဘူးလား။ဒါဘာလို့ကြလဲ။အပြင်မှာပေါက်နေတဲ့ဈေးထက်တဝက်လောက်ကိုလျှော့ပြီးတော့လာဝဲနေတယ်။ တို့ကျမတို့စီကဈေးတက်တက်တာနဲ့ဝယ်ယူပြီးမြို့မှာဈေးကြီးကြီးနဲ့ပြန်ရောင်းနေရလဲအားလုံးသိနေကြတာပဲကျမပြောတာနားထောင်ပါရှင်ကျန်တဲ့ကုံတွေတွေနဲ့စကားပြောကြည့်လိုက်ပါလားမင်းရလဲကွာဒီလောက်ထိလွယ်ကူနေမှတော့ငါလည်းပြောပြပြီပေါ့ဒီနဲ့တဝိုက်ကိုသူတယောက်ထဲကအုပ်ဆိုးထားတာသူ့ကိုကြော်ပြီးဘယ်သူမှငါစီကပဲတွေကိုဝယ်ယူရဲမှာမဟုတ်ဘူးငါကြောက်တာကတော့ငါတို့ကိုမြောင်းဖို့ဆိုရင်တော့ငါ့ရဲ့ပဲရီအကုန်လုံးကလည်းအရှုံးပေါ်သွားလိမ့်မယ်။ပြက်စီးသွားရင်တော့ငါတို့ပဲထပ်ပြီးတော့အရှုံးပေါ်နေအောင်ပါ။ ဟုတ်ပြီလေဒါဆိုရင်တော့ကျမတို့စီမှာဘာနီးလမ်းမှရှိရမှာမဟုတ်တာဘာတွေများထပ်ပြီးတော့လုပ်လို့ရအောင်ပါလေသူကိုယ်တိုင်ကလည်းငါတို့ရဲ့ berry ကိုများစောင်းထိုးနေအောင်ဆိုတော့သူ့ကိုပဲရောင်းချပေးရလိမ့်မယ်ကဲဒါနဲ့မိမကြီးငါ့ကိုပြောပါအောင်မင်းဘာတွေများဒီနေ့ချက်ပြုတ်ထားလဲဘိုက်တွေတအားကိုစားနေပြီကျမဒီနေ့ပဲထမင်းပပိုးလေးချက်ထားပါရယ်ဟုတ်လားဒါဆိုလို့ရှင်တော့အမြန်ဆုံးပဲယူလာခဲ့လိုက်တော့လေဘိုက်တအားကိုစားနေပြီပြီးခဲ့တဲ့တစ်ခေါက်တုန်းကရမ်က berry ကိုစိုက်ပြိုးခဲ့ပြီးသူရဲ့လက်ရစိုက်ပြိုးမြေကအတော်လေးအဆင်ပြေခဲ့ပါရယ် ပြီးခဲ့တဲ့တစ်ခေါက်တော့သူဆိုင်ပြောခဲ့တဲ့စံတွေကလည်းအရန်ကိုအထွက်တိုးပြီးကောင်းမွန်ခဲ့တဲ့အခါမှာနန္ဒနီကလည်းစံတွေအများကြီးကိုတင်စားဤထားခဲ့ပါတယ်။ဒီတစ်ခေါက်ပဲအထွက်တိုးတဲ့အတွက်သူကပထမဦးဆုံးအိမ်မပဲထမင်းချက်ပြုတ်ပြီးသူ့ယောက်ျားကိုကျွေးခဲ့ပါတယ်။ရမ်ကလည်းပဲထမင်းစားရတာတော်တော်လေးကြိုက်ပါတယ်။ရမ်နဲ့နန္ဒနီတို့ထမင်းစားတောင်းနေခဲ့တဲ့အချိန်မှာပဲအပြင်ကနေအတန်တွေကိုကြားခဲ့ကြရပါတယ်။ကဲကြပါအောင်ကဲကြပါအောင်လူတွေရဲ့အော်ဒန်တွေကိုတို့တို့ကြားနေခဲ့ကြရတာပါ။ သူတို့လည်းအပြင်ကိုထွက်ပြေးကြည့်ခဲ့တဲ့အခါမှာရွာတရွာလုံးမိလောင်နေအောင်ကိုတွေ့ခဲ့ရပါတယ်။အားလုံးရဲ့အိမ်တွေမိလောင်နေခဲ့ပြီးရာမတယောက်ထဲရဲ့အိမ်ပဲလွတ်ကျန်ခဲ့ပါတယ်။သူရဲ့အိမ်ကတခြားအိမ်တွေနဲ့နည်းနည်းလေးလွတ်နေခဲ့တဲ့အတွက်ကြောင့်မို့လို့မိမကူးလာခဲ့ပါဘူး။နှစ်ယောက်သာအရာအားလုံးကိုပြစ်ချပြီးနောက်မှာတော့အားလုံးကိုအကူအညီပေးဖို့အတွက်အပြင်ကိုထွက်ခွာသွားခဲ့ကြပါတယ်။အချိန်အကြာကြီးမိငိမ့်သက်ပြီးနောက်မှာတော့မိငိမ့်သက်သွားခဲ့ပေမဲ့လည်းရွာမှာရှိတဲ့အိမ်ကြီးတော်တော်များများပြည့်စည်သွားခဲ့ရပါတယ်။ပစ္စည်းတွေအကုန်လုံးကလည်းအကုန်ဆုံးသွားခဲ့ပါပြီ။ ခင်ဗျားတို့အားလုံးမစိုးရိမ်ကြပါနဲ့ကျွန်တော်တို့ဒီခုမဟုတ်ဒီခုလောက်ကြတာပေါ့ကျွန်တော်တို့အုတ်ချုံရီမိုးစီသွားပြီးအကူအညီတောင်းခံကြမယ်လေအရွာလုံးကလူတွေကလည်းအုတ်ချုံရီမိုးကြီးစီကိုတော့ခဲ့ကြပါရဲ့အုတ်ချုံရီမိုးကြီးကိုတို့ဒုက္ခရောက်နေရဲဆိုတဲ့အကြောင်းလေးကိုပြောပြခဲ့တဲ့အခါမှာတော့အုတ်ချုံရီမိုးကြီးကလည်းပြောလိုက်ပါရဲ့အခုဒီအလောက်ပဲကြမ်းတော့လားမင်းတို့ကမီးလောင်အောင်လုပ်တယ်ရွာကိုမီးရှို့ရဲဖျက်ဆီးတယ်အခုငါပြန်ပြီးတော့ပြုတ်ပြင်ထိန်သိမ်းရေလုံကန်းကိုလှုပ်ပေးရမယ်ပေါ့လေဒါကဖြစ်တဲ့တယ်လို့ထင်နေကြတာလား ရွာသူရွာသားတွေအကုန်လုံးကမထင်မှတ်ထားတဲ့အဖြစ်ကိုကြားခဲ့ရတဲ့အခါမှာဒေါသအရန်ကိုထွက်သွားခဲ့ကြပါတယ်။ဒါပေမဲ့သူတို့ကစဉ်းရဲကြတဲ့ရွာသူရွာသားတွေဘာမှမတတ်နိုင်ခဲ့ကြတဲ့အတွက်လက်ပလနဲ့ပြန်လာခဲ့ကြပါတယ်။ဒီအချိန်မှာအုတ်ချုပ်ရီမိုကြီးကလည်းရမ်ကိုအတန်ပေးခေါ်လိုက်ပါတယ်။ကဲရမ်ရေဒီလိုလာပါအောင်သူတို့အားလုံးရဲ့ပြဿနာတွေကိုတော့ခဏလေးခေါက်ထားလိုက်စမ်းပါ။မင်းရဲ့လေယာဉ်မြေတစ်ခုလုံးကတော့အဆင်ပြေတယ်မလား။ဟုတ်ကဲ့ဟုတ်ကဲ့အဆင်ပြေပါတယ်။ကျွန်တော်ရဲ့လေယာဉ်မြေတစ်ခုလုံးဘာမှထိခိုက်သွားတာတော့မရှိဘူး။ ကဲမင်းဖြစ်နိုင်မယ်ဆိုရင်တော့18ကျပ်ယူလိုက်ကွာတကီလိုကို18ကျပ်ပေးမယ်မင်းရဲ့ဘဲရီအကုန်လုံးကိုငါ့ရဲ့အိမ်ကိုပဲလာပြီးတော့ပို့ပေးထားလိုက်တော့ဟုတ်ပြီလားကျွန်တော်တောင်းပန်ပါတယ်ကျွန်တော်ရဲ့ဘဲရီကိုမရောတော့ဘူးလို့ဆုံးဖြတ်ထားတယ်ဟုတ်လားမင်းကမင်းဘဲရီကိုငါ့မရောဘူးဆိုလို့ရှင်တော့ဘာလုပ်မယ်လို့စဉ်းစားထားတာလဲမင်းငါ့ကိုကြော်ပြီးတော့တခြားတအုပ်ကိုရောင်းလို့ရလိမ့်မယ်လို့မျှော်လင့်နေတာဆိုရင်တော့မှားသွားလိမ့်မယ်နော်မင်းငါ့ကိုကြော်ပြီးဘဲတို့ကိုမှရောင်းလို့မရစေရဘူးကျွန်တော်ရေထဲကိုမျောရင်မျောချလိုက်မယ်ခမရောတော့ကျွန်တော်ရဲ့ဘဲရီကိုလုံးဝမရောင်းဘူး အောက်ချုံရီမုကဒုက္ခရောက်နေတဲ့ရွာသူရွာသားတွေကိုအကူအညီမပေးခဲ့တဲ့အကြောင်းရမ်ကတော်တော်လေးကိုစိတ်ဆိုးဒေါသထွက်နေခဲ့ပါတယ်။သူလည်းဒေါသတကြီးနဲ့အောက်ချုံရီမုအိမ်ကနေထွက်လာခဲ့တဲ့အချိန်မှာရွာမှာရှိတဲ့ကလေးတွေငိုကြွေးနေရကိုတွေ့ခဲ့ရပါတယ်။နန္ဒနီရဲ့အိမ်မှာဆန်တွေဘလောက်တောင်မှရှိသေးလဲ။ရှိရလေပြီးခဲ့တဲ့နှစ်ကကျမတို့ဆန်စပားဆိုင်ပြုတ်ခဲ့တာဆိုတော့ဆန်တွေကတော့အများကြီးပဲ။ဘာဖြစ်လို့မေးနေရလဲ။ပြီးတော့ငါရဲ့လယ်ထဲမှာကလည်းပဲရိအများကြီးပဲရှိနေတာဆိုတော့ငါတို့ပဲထမိတ်အများဆုံးချက်ကြတာပေါ့ မင်းအမျိုးသမီးတွေကိုခေါ်ပြီးထမင်းဟင်းချက်ဖို့ပြင်ဆင်ငါလည်းလယ်ထဲမှာရှိတဲ့ပဲတွေအများကြီးခိုးယူလာခဲ့လိုက်မယ်ငါတို့အိမ်မှာပဲတွေရှိနေသေးတော့ရွာမှာရှိတဲ့သူဘယ်သူမှအငတ်ပြက်ခံပြီးတော့အိတ်စရာအကြောင်းမရှိဘူးအားလုံးအကူအညီပေးကြမယ်ဒါပေမဲ့ကျမတို့အရင်ဆုံးငါတို့အတွက်မစင်စားပဲနဲ့ရွာသူရွာသားတွေအကြောင်းပဲစင်စားကြရအောင်အားလုံးဒုက္ခတွေ့နေကြရတယ်မဟုတ်လားနန္ဒနီကလည်းဒီထက်ပိုပြီးတော့ဘာမှပြောမနေတော့ပဲနဲ့ထမင်းဟင်းချက်ဖို့အတွက်ပဲပြင်ဆင်လိုက်ပါရဲ့ ဒီနောက်နန္ဒနီတို့အိမ်မှာနောက်ထပ်ရပောင်းများစွာကြားတဲ့အထီးပဲထမင်းတွေချက်ပြုတ်ပြီးတရွာအလုံးကိုဝေးကျွေးခဲ့ပါရီတရွာအလုံးကလည်းရောင်းနဲ့နန္ဒနီတို့နှစ်ယောက်အလုံးကိုဆူတောင်းပေးနေခဲ့ကြပါရီတဖြည်းဖြည်းနဲ့ရောင်းမြင့်အိမ်မှာစံတွေနဲ့ပဲတွေကလည်းကုန်ဆုံးလာခဲ့ပါပြီဒီလိုနဲ့တရဟန်နေ့လည်ကင်းတစ်ခုမှဖြစ်ဖြတ်ခဲ့တဲ့ကိစ္စကြောင့်တို့အားလုံးအံ့အားသင့်ခဲ့ကြရပါရီဟာဝင်းကြီးချုပ်ဝင်းကြီးချုပ်ကိုယ်တိုင်ဒီကိုရောက်လာရီနန္ဒနီရဲ့ဝင်းကြီးချုပ်လာတဲ့ဝင်းကြီးချုပ်အထဲကိုဝင်လာခဲ့ပါဦးရပါတယ်ရပါတယ်မင်းအများကြီးလုပ်ပေးခဲ့ပြီးပြီ ဒီမှာဖြစ်ဖြစ်ခဲ့တဲ့ကိစ္စတွေအားလုံးအကြောင်းကိုလည်းငါသိထားပြီးသားပါအခုချိန်ကစပြီးဘယ်သူမှစိုးရိမ်ပူပန်စရာမလိုတော့ဘူးငါတို့အကူအညီပေးဖို့အတွက်ရောက်ရှိလာခဲ့ကြပြီဒီအကြောင်းတွေကိုသိပြီးပြီဆိုတော့အစွမ်းကုန်အကူအညီပေးမှာပေါ့ကျေးဇူးများကြီးတင်ပါတယ်ကျွန်တော်အခုဘာမှထပ်ပြီးတော့မလိုချင်ဘူးဒါပေမဲ့ကျွန်တော်တို့ကတော့လိုချင်တယ်ခမားလိုမျိုးစိတ်သဘောထားပြေဝါကောင်းမွန်တဲ့သူတယောက်ကိုလိုချင်ပါတယ်ဒီမှာဖြစ်ဖြစ်နေတဲ့အရာတွေအကုန်လုံးကိုကျွန်တော်တို့သိပြီးသွားပြီခမားကပြည်သူတွေအတွက်တကယ်ကိုတင့်ကြော်တဲ့ခေါင်းဆောင်ကောင်းတယောက်ဖြစ်လာနိုင်တယ်ဒီတစ်ခေါက် ရွေးကောက်ပွဲကြရင်တော့ခမရကိုတိုင်ပဲဒီနေရာရဲ့အုပ်ချုပ်ရမှုနေရာကနေဝင်ပြိုင်ရမယ်။ဝင်ကြီးချုပ်ရဲ့အတန်ကိုကြားခဲ့ရတဲ့ခါမှာရွာသူရွာသားတွေကလည်းထောက်ခံအားပေးခဲ့ကြပါရဲ့။ဒီအချိန်မှာတော့ရမ်ကအုပ်ချုပ်ရမှုဖြစ်ဖို့အတွက်ဘယ်သူမှမတားနိုင်တော့ဘူးဆိုတော့အားလုံးကသိနေခဲ့ကြပါရဲ့။ပြည်သူတွေအကုန်လုံးကရမ်နဲ့အတူတူတည်ရှိနေခဲ့ကြပါရဲ့။ဒီနောက်အားလုံးပြန်သွားခဲ့ကြတဲ့အချိန်နားတော်မအောင်ရှင်အုပ်ချုပ်ရမှုဖြစ်သွားရင်တော့ကျမကိုစာရီဝယ်ပေးရမယ်နော်။အေးပါကွာဒီတစ်ခါတော့ကျင်းတီပေါင်မဲအတွက်စာရီဝယ်ခဲ့ပေးမယ်နော်။ ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါအောင်နော်